ားလုံးပဲမင်္ဂလာပါရှင်ငါမင်းမြန်မာစာချန်နယ်ကနေထပ်မံကြိုဆိုလိုက်ပါရစေမြန်မာစာပေမြန်မာစကားမြန်မာယဉ်ကျေးမှုစားတဲ့မြန်မာမှုထွေထွေကိုလေ့လာကြည့်ရင်တော့ subscribe လုပ်ပြီး notification လေးကိုနှိပ်ထားပေးဖို့မမေ့ပါနဲ့နော် မြန်မာနိုင်ငံမှာနေရာဒေသကိုလိုက်ပြီးခေါ်ဝေါ်သုံးလုံးပုံတွေပြပြနေစေဖြစ်တဲ့တတိယစကားခေါ်အသွင်ကွဲမြန်မာစကားတွေရဲ့အထင်ရှားတဲ့သူမြေလက္ခဏာသုံးရပ်အဖြစ်စံစကားနဲ့အတန်တွဲတချို့ဝါဟာရတချို့ပြပြတာဒေသသူမြေလက္ခဏာတွေထိဟိုက်တာနဲ့ရှင်းမြန်မာစကားကိုထိမ့်သိမ်းတာတွေကိုတွေ့ရကြောင်းနဲ့ရခိုင်တဝဲဗိတ်တောင်ယူတနူအင်သာစားတဲ့တတိယစကားတွေနဲ့စံစကားတို့အတန်တွဲတချို့ပြပြပုံတွေကိုမြန်မာနိုင်ငံရှိအသွင်ကွဲပြတတိယစကားများအပိုင်းတင်နေတယ်။မမြင့်မြန်မာစာချန်နယ်မှာလေ့လာတင်ပြခဲ့ပြီးဖြစ်ပါတယ်။ အခုဆက်လက်ပြီးတန်ရှိနေသေးတဲ့သတင်းလက္ခဏာတွေကြောင့်မလေးလာခင်ယာကြီးဒေါက်တာအမေဦးတဝယ်မြို့ကိုရောက်တုန်းကကျွန်တွေခဲ့တဲ့ပြည်ရကလေးကိုအရင်တိုင်းဖောက်တဲ့ချာရင်စတင်လိုက်ပါမို့ကျမနဲ့တူဆုံးဒီနာစင်ကြီးရှိပေးဖို့မမေးလိုက်ပါနဲ့နော်အချိန်ကအလုပ်တစ်ခုကြောင့်တဝယ်မြို့ကိုရောက်တဲ့အခါတဝယ်မှာတာဝန်ချနေတဲ့လုပ်ဖော်ကိုင်းပဲမြန်မာတွေကအေးစိတ်မှလာရောက်ကြိုဆိုကြတယ် ဘင်းရင်ဆိုင်တဲ့အချိန်ဟာနေလေထမင်းစားခြင်းရောက်နေပြီဖြစ်လို့ဒီစိတ်ကကျွန်တော်တို့ကိုကြူပြီးရဲ့နော်ထမင်းဆိုင်မှာထမင်းစားကြတယ်ထမင်းစားကြတော့အရာသာကောင်းတဲ့အရွက်ကြော်တစ်မျိုးကိုအရင်ကမစားဘူးလို့သူတို့ကမြည်ကြည့်တဲ့အခါအဲဒါလန်ခေါ်ပဲလို့ခေါ်တယ်လို့ပြောကြတယ်ဒီခါမှမကြဘူးတဲ့ဝါရမို့လို့ဗာလေလန်ခေါ်ပဲဆိုတာလို့မြည်ကြည့်တော့သူတို့တွေကလင်ခေါ်ရွက်လေးစရာလို့ပြောပြကြတယ်အလို့လင်ခေါ်ရွက်လို့ခေါ်တာလေရှင်ပါအောင်ဆိုတော့ဒေတာကန်တယောက်ကဒီအရွက်ကတိတ်အရသာရှိတယ်လေဇာရည်မင်းကများနဲ့စိတ်ဆိုးပြီး ်အင်ဘောကဆင်းသွားရင်တော့မိအားကဒီရွက်ကိုဟင်းချက်ပြီးပြန်ခေါ်ရင်ယောက်ျားကပြန်လာတယ်ဆိုပြီးရှိရှိမောမောနဲ့ရှင်းပြပါတယ်ကျွန်တော်လည်းယောက်ျောက်ချင်းမှာပဲပြညာရသွားပြီးဒေသလိုက်ပြောဆိုသုံးဆွဲနေတဲ့ဒီတရားစကားတွေမှာထူးခြားတဲ့သင်္ကြန်လက္ခဏာတွေရှိပါလားဆိုတာကိုတွေ့လိုက်မိပါတယ် မြန်မာနိုင်ငံရှိအတွင်ကွဲပြားဒေသစကားများပိုင်းတင်မာလီလာတင်ပြခဲ့တဲ့ပထမသွင်းလက္ခဏာဖြစ်တဲ့အတန်အတွက်ကြောင့်ဝဟာရကွဲပြားတယ်လို့ထင်ရတဲ့ဒေသဝဟာရတချို့ကိုခြေအားကောက်ဖို့ပြရရရင်ဖြင့်ကျွေးသားနှစ်ကောင်တဝဲဒီကပြားမှာပါတဲ့ကောင်ဆောင်ညောင်တွေဟာစံစကားမှာကောင်ဆောင်ညောင်တွေကိုပြောတာမျိုးအင်းလေးဒေသစကားမှာခွန်ပေါင်းကျောင်းတောင်းတွေဟာစံစကားမှာကောင်ပေါင်းကြောင် တောင်တွေကိုပြောတာမျိုးဓာတ်တောင်ယူနဲ့ချောတီတရားစကားတွေမှာညောကျော်ယော်နော်နဲ့တော်တဲရီဟာဇန်စကားမှာညောက်ကျောက်ယောက်နောက်တော်တဲရီကိုပြောတာမျိုးဖြစ်ပါတယ်ဆိုခဲ့တဲ့ဝါဟာရတွေကစကတန်ကိုပြောတာမျိုးပဲဖြစ်တာကြောင့်ဒီတရားစကတန်နဲ့ဇန်စကတန်ရဲ့ဝေယမှုတဘောကိုတည်ထားရင်ဝါဟာရကိုခံမှန်းလို့ရှားနိုင်ပါတယ် ဲ့ဒီဝါရာရီရဲ့စကတံဝေပြမှုတဘောဟာချင်းမြမစကားကိုထိမ့်သိမ်းထားတာဆိုတဲ့သူမျက်လက္ခဏာနဲ့လည်းဆက်စပ်နေရကြအောင်အဲ့ဒီပိုင်းမှာဆက်လက်တင်ပြသွားပါမယ်ရှင်ဒီဟာစကားတွေမှာပြောဆိုအသုံးပြုနေတဲ့တချို့ဝါဟာရတွေဟာစံစကားမှာပြောဆိုအသုံးပြုနေတာနဲ့မတူကွဲပြားတဲ့ဝါဟာရတွေဖြစ်ပြီးနှမျိုးနစာတွေ့နိုင်ပါတယ်။ဝါဟာရကွဲပြားမှုပထမတစ်ခုကစံစကားကစကားလုံးနှလုံးအတွက်ပဲတုံ့ဆွဲတဲ့ဝါဟာရတွေကိုဒီဒီဟာစကားက ဆန်စကားမှာလုံချင်းအနေနဲ့ပတ်သုံးတဲ့အခြားစကားလုံးကိုလုံချင်းအဖြစ်တစ်လုံးနဲ့အသုံးပြုရမျိုးပါ။နမူနာအနေနဲ့ဆန်စကားမှာအနေအဆင်တူနှလုံးတွေသုံးလို့ရှိတဲ့အတွက်ပဲအသုံး၊ယုံမှုဒါမှမဟုတ်လုံချင်းအသုံးပြောကိုအင်းလေးတေတရားစကားမှာဆန်စကားကလုံချင်းအနေနဲ့မတုံတဲ့မှုကိုလုံဆွဲရမျိုးပါ။အဲ့ဒီမှုဟာပျော်ရွှင်တာပျော်မွေ့တာကိုပဲဆိုလိုတာဖြစ်ပါတယ်။အဲ့ဒီလိုပဲဆန်စကားကကြွားပါတယ်ကြွားတယ်ဆိုတာကိုအင်းလေးတေတရားစကားမှာဝါဆိုပြီး စံစကားကမတုံတဲ့လုံချင်းဝါဟာကိုတုံဆွဲတယ်လို့စံစကားကစာလောင်မသိတဲ့စာတယ်ဆိုတာကိုအင်္ဂလိပ်တရားစကားကမဆိုပြီးစံစကားကမတုံတဲ့လုံချင်းဝါဟာကိုတုံဆွဲတာပဲဖြစ်ပါတယ်။ဒါပြင်အင်္ဂလိပ်တရားစကားမှာတုံဆွဲနေတဲ့စီနဲ့လောင်ပေစာရာတွေဟာစံစကားမှာခိုင်းစီရိုင်းနဲ့ဘူလောင်စုပ်ပေတွေပဲဖြစ်ပါရှင်။အဲဒီလိုပဲတောင်ယုတ်တရားစကားမှာတုံဆွဲနေတဲ့ညံ့ စောငါတွေဟာစံစကားမှာနူးညံ့တာနန်စောတာလောင်းလာတာတွေပဲဖြစ်ပါတယ်။အဲ့ဒီလိုပဲဗိဒိတရားစကားမှာသုံးဆွဲနေတဲ့မိုက်ဟာစံစကားမှာမောင်မိုက်တာ မောင်တာဖြစ်ပြီးတွေကတော့၆တွေတာ၆တာကိုပြောတာပဲဖြစ်ပါတယ်။ဒါကြောင့်ဝဟရာကွဲပြားမှုတွေကတခုဖြစ်တဲ့အတိတ်ပဲသူတွေ့ဖက်ရှိရဝဟရာတွေကစံစကားနဲ့မတူတဲ့စကားလုံးကိုလုံချင်းသုံးပြတာဟာဒိတရားစကားရဲ့ထင်ရှားတဲ့သူမြေလက္ခဏာတရားပဲဖြစ်ပါရှင်။ ဒေတိယစကားတွေနဲ့ဆန်စကားတွေကိုနိုင်ရှင်းလေ့လာတဲ့အခါဝါရာခွဲပြားမှုဒုတိယတစ်ခုကဆန်စကားနဲ့လုံလုံရရမတူတဲ့အတိအကျအသုံးမျိုးတွေတွေ့ရတတ်ပါအဲ့ဒီဝါဟာရအတုံးတွေကြောင့်ဒေတိယစကားရဲ့စကတန်ပြောင်းလဲမှုသဘောကိုသိရုံဆန်စကားအိဗယ်နဲ့ဆက်ဆက်စဉ်းစားတဲ့ယုံနဲ့တည်လာနိုင်တဲ့စကလုံးတွေမဟုတ်ပါဘူး။အဲ့ဒီစကလုံးတွေဟာသစ္စာရဒေတာကန်တွေရဲ့အတွေ့အော်ယူဆတွေအတွေ့အကြုံတွေဒေတာရဲ့လိုအပ်ချက်ရဖန်တီးအသုံးပြုကြတာမျိုးတွေဖြစ်တာမို့တည်တည်ချာချာ စူးစမ်းလေ့လာထားမှာပဲသိရှိနာလည်နိုင်တဲ့ဝါဟာရမျိုးတွေဖြစ်ပါတယ်။အထူးအနေနဲ့အဲ့ဒီစကလုံးတွေမှာဒေတာစကားတွေရဲ့ဒုတိယသွင်းရေးလက္ခဏာဖြစ်တဲ့ဒေတာရဲ့သွင်းပြင်တွေထင်ရှားနေတာကြောင့်ဒေတာသွင်းရေးလက္ခဏာများထင်ရှားခြင်းပိုင်းမှာဆက်လက်လေ့လာကြပါမယ်ရှင်။ဒေတာစကားရိပ်ဖြစ်တရတဲ့အဓိကအကြောင်းရင်းခံဟာမိယာဒေတာခွဲပြားတာကြောင့်မမူလကပင်မပါတာစကားတစ်ခုကိုပြောဆိုအသုံးပြုတာသူတွေဟာမူလနေထိုင်တဲ့နေရာဒေတာတစ်ခုကနေကြီးကြီးအမြင့်လို့ရရှာရင် အနေနဲ့ရရကိုပြန်နဲ့ရောက်ရှိသွားကြပြီးမြန်မာဘာသာစကားကလည်းဝေပြရတဲ့အသွင်ကွဲစကားတွေဖြစ်ပေါ်လာပါတယ်မြန်မာနိုင်ငံဟာကျေဝင်းပြီးလော်တောင်မြောင်းပေါ်များတဲ့နိုင်ငံဖြစ်တာမို့ဆိုခဲ့တယ်လို့မူလမြန်မာစကားဟာဝေယာမှုတွေဖြစ်ပေါ်လာပြီးဒေသတစ်ခုနဲ့တစ်ခုမတူတဲ့အသွင်ကွဲစကားတနည်းဒေသစကားတွေဖြစ်လာခဲ့တာပါအဲ့ဒီဒေသစကားတွေဟာငကုံမူလပြမဘာသာစကားတိုင်းတသမတ်တည်းရှိရမျိုးမဟုတ်ပဲကိုနေထိုင်တဲ့ဒေသကိုလိုက်ပြီး ဒေသရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့စကလုံးတွေကိုဖန်တီးပြောဆိုလာကြရပါတယ်။ဒါအပြင်နေထိုင်တဲ့ဒေသလူမျိုးစုအလိုက်ဒလိထုံစံ၊ယူရရင်ကျေမှုအတွေးခေါ်ယူစအတွေ့အကြုံတွေရလေတခြားဒေသနဲ့မတူတဲ့ဟွာရာတွေဖြစ်ထွန်းလာတာဖြစ်ပါတယ်။ဒါကြောင့်လေစံစကားပြသမှတ်ထားတဲ့အများသုံးအတွင်ခွဲနဲ့မတူ၊꿰ပြာဌာနနေတဲ့ဒေသဝဟရာတွေကိုလေတာဆန်စစ်ကြည့်ရင်ဒေသရာဒေသရဲ့တွင်မြင်လက္ခဏာတွေထင်ရှားနေတာကိုတွေ့ရမှာဖြစ်ပါရဲ့ရှင်။ထင်ရှားတဲ့နမူနာတစ်ခုအနေနဲ့ သက်ဆိုင်တဲ့ပထဝီဝင်ရေမြင့်နေသားရပေါရောက်လေးရှိတဲ့ဒီပင်စားပင်ခေါ်ဝေါ်တွေကိုအဲ့ဒီဒေတာခံတွေကကိုပိုင်ဝဟာရာတွေနဲ့ခေါ်ဝေါ်အသုံးပြုကြတာမို့တခြားဒေတာကလူတွေအနေနဲ့မလေလာထားရင်မသိနိုင်ပါဘူး။အဲ့ဒါတွေဟာတခြားဒေတာမှာရှိတဲ့အရာတွေဖြစ်နေအောင်တော့သက်ဆိုင်ရာဒေတာ లై အတွေ့ခေါ်ယူစားရအခေါ်ဝေါ်တွေဟာပြေပြနိုင်ပါတယ်။ရှင်းမဖော်ပြခဲ့တဲ့ဖြစ်ရပါ။တဝေဒေတာမှာသုံးဆွဲတဲ့လံခေါ်ဝဲဆိုတဲ့ဝါဟာရာဟာသက်ဆိုင်ရာဒေတာရဲ့အတွေ့ခေါ်ကိုမသိရင်ဘာကိုဆိုလိုလဲဆိုတာမသိနိုင်တဲ့သကလုံးမျိုးဖြစ်ပါတယ်။ တင်ခေါ်ရွက်လို့ဒီပကံတွေခေါ်တဲ့ဟင်စာရွက်ကိုဒီပီယာတန်လန်ခေါ်ဝဲနဲ့ပြောလိုက်တဲ့အခါတခြားသူတွေအနေနဲ့နားမလည်နိုင်တော့ပါဘူး။အဲ့ဒီရတာရှိတဲ့ဟင်စာရွက်ကိုစံစကားနဲ့ဖလေပြစရာစကားလုံးနဲ့မရှိတာမို့ဒါဟာထင်ရှားတဲ့သက်ဆိုင်ရာဒေသရဲ့တွင်မြေလက္ခဏာထင်ရှားတာမျိုးပဲဖြစ်ပါရဲ့ရှင်။အဲ့ဒီလိုပဲဒေသအစားအစာတွေဒေသဝတ်ထည်တွေ ဒေတာတည်ပင်ပန်းပန်းတွေဒေတာတဘာဝပါဝင်ခြင်းနဲ့ဒေါတောင်ရင်းမြင်နေတာပြီဒေတာလုပ်ငန်းဆောင်တာတွေကိုဖော်ပြတဲ့စကားလုံးတွေမှာသက်ဆိုင်ရာဒေတာရဲ့သူမြင်လက္ခဏာတွေထိဟန်နေတာကြောင့်အဲ့ဒါတွေကိုသိရှိနားလည်ထားဖို့ဆိုရင်ဒေတာစကားပြောသူတွေရဲ့လူမှုဝင်ခြင်းအတွေ့အကြုံယူဆရင်းမြင်နေတာစာရာတွေကိုတည်တည်ဝင်ဝင်ဒေတာသိရှိထားဖို့လိုအပ်တာပဲမဟုတ်ပါလားရှင်ဒေတာစကားတွေတိုင်းမှာဆန်စကားနဲ့ကွဲပြားပြီးဒေတာလိုက်တုံဆွေးနေတဲ့နန်ခေါ်ဝါရစကားလုံးကြီးအများကြီးရှိပါတယ်။ နမူနာပြရရင်အင်းလေးဒီတရားစကားမှရှိတယ်။ခြာပေါ်ဝဲမုံငားနေငားဒုက္ခမန်တက်ဖြူချင်ပုံတော့ပုံမေကူအောင်ပဲစားတဲ့ဝါဟာရီဗိဒိတရားစကားမှရှိတယ်။ဒါအိုဒီညောက်ကောင်ဖလောပီနံမုံမုံဟင်အိုကန်ကြိုက်ကြီးကြိုက်လိုစံဒီစားတဲ့ဝါဟာရီဟာဒေသဆိုင်ရာစားစားရီအတုံးဆောင်နေလူမှုကိစ္စခေါ်ဝေါ်ရီဖြစ်တာကြောင့် လက်ဆိုင်ရာဒေသရဲ့ပြည်မြေလက္ခဏာတွေထင်ခံနေတဲ့ဝါဟာရတွေပဲဖြစ်ပါရရှင်။ရခိုင်စကားမှာလည်းဒေသပြည်မြေထင်ခံနေတဲ့အဆန်စကားနဲ့꿰ပြတဲ့ခေါ်ဝေါ်တွေများကြီးရှိပါတယ်။နမူနာပြရရင်ရွှေ၊ချောတောင်တီ၊ကြရင်တီ၊ငါးညို့၊တပြင်း၊တထရန်၊ဒေယော၊နှုံးပင်၊ပါဒကာတီ၊ဘန်တူ၊ဖြာ၊ဘုတ်၊မိုဟင်း၊ရိုင်း၊ရိုးလာတန်တာလောင်ပန်းတမောင်လောင်ပုံဝရည်တီ တင်ပေါ်ထူတင်ပေါ်ဥဟင်စာအပေါင်းရှင်အွေချီအိမနန္ဒရာတိကင်စီပရာအခင်စတဲ့ဝါဟာရတွေဖြစ်ပြီးရခိုင်စကားတွေမှာတော့ဒီသားလိုက်ကွဲပြားတဲ့ဝါဟာရတွေညာကြီးရှိနေပါသေးတယ်ရှင်ရှိမှာဆိုခဲ့တယ်။လမ်းခေါ်ဝေါ်စကလုံးမီတင်မှာပဲ။ကရိယာစကလုံးမီတင်မှာလည်းဆန်စကားနဲ့မတူ꿰ပြပြီးဒေသလိုက်ပြောဆိုတုံ့ဆွဲနေကြတာမျိုးပြီးအများပြားရှိနေပါသေးတယ်။ နမူနာပြရရင်အင်္ဂလိပ်ဒေသရာစကားမှာသုံးတယ်ဝဲဟာစံစကားမှာလွင်ပြတာငန်းဟာရှည်မျောတာတောင်းတုံမဟုတ်တွန်းဟာဆူညာနာဟုတ်ဟာပောစာရာတွေကိုပြောတာဖြစ်ပြီးအညာဒေသရာမှာလှဟာဖွင့်တာရခိုင်စကားမှာဟန်ဟာဆုံးမာတာပိတ်စကားမှာလောက်ဟာကြည်တာကောက်ဟာခူတာကျင်ဟာကြည်လနာတွေကိုပြောတာပဲဖြစ်ပါတယ်သတ္တမရန်မြန်မာဖက်စာပြရင်ချက်ပါ ရခိုင်ပြည်ကပြတပုတ်ဖြစ်တဲ့ဆမောင်းမင်းရီမှာမောင်းမင်းဆိုတဲ့စကားဟာဒေသတွင်ပြန်ချိန်ဟနေတဲ့စကားလုံးတွေဖြစ်ပါရဲ့ရှင်။ချိန်မှာဆိုခဲ့သလိုဒေသတွင်ပြန်လက္ခဏာချိန်ဟနေတဲ့စကားလုံးတွေမှာနာနေခရိယာလိုဝါဟာရစကားလုံးတွေအပြင်တရာစကားလုံးတွေလည်းပါဝင်နေတာကိုအခုလိုတွေ့နိုင်ပါတယ်။ဆိုခဲ့တဲ့ဆမ်မောင်းနေရီကြရဲမှာပါတဲ့မေရူမာလီပရိုပါကမ်မီဆိုတဲ့စာသားမှာရူဟာတူတာဟာချဖြစ်တာကြောင့်ရူနဲ့ကဟာ ဒေတာလေးတန်းဒေတာပြင်ပြင်ချိန်ဟန်နေတဲ့သရစကလုံးတွေပဲဖြစ်ပါတယ်။ဒါအပြင်ခဝဲဝင်းဝါပွင့်ပရန်လာကီဆိုတဲ့စကားမှာကီဟာတော့အခါပြင်ဖြစ်တာကြောင့်စံစကားနဲ့꿰ပြပြီးဒေတာလေးတန်းဒေတာပြင်ပြင်ချိန်ဟန်နေတဲ့သရစကလုံးကလုံးတွေဖြစ်နေပြန်ပါတယ်ရှင်။ဒီလိုပဲစာကိစ္စရှိလေး ဂျာမနီလေးစားတဲ့အမေစကားတွေကိုကြားရရင်လေရခိုင်စကားဆိုတာကိုသိရှိနိုင်တာကြောင့်ဆိုခဲ့တဲ့စကားတွေမှာပါတဲ့ဇာဆိုတဲ့အမေစကားလုံးဟာရခိုင်ဒေသအမည်လက္ခဏာထင်ရှားနေရပဲမဟုတ်ပါလားရှင်အဲ့ဒီလိုပဲညောင်မာရန်မြန်မာစာပြရန်ချက်ပါမောင်မလုံးနာဆိုတဲ့လူတိများတဲ့တောင်ယူတနုကြီးလက်ထီးတဲ့ကမောင်မထောင်းနာစပါပလာလေမောင်မပလာနာထမန်စာလေမောင်မစားနာဆိုတဲ့စာသားတွေမှာပါတဲ့မာနာတုံးဟာစံစကားမှာ မနေလို့ပြောတယ်အငင်းပြနောက်ဆက်ပစ္စည်းစကလုံးတရာအုံးနဲ့ဖြစ်ပြီးဒေတာလေးတန်းဒေတာပြင်ပြင်ထိဟန်နေတဲ့စကလုံးလေးပဲဖြစ်ပါတယ်တောင်ယုတ်တနုစကားမှာတုံးနဲ့မနာတုံးဟာအင်းလေးဒီတရာအုံးမှာလည်းအတူတူပဲဖြစ်ပါတယ်အင်းလေးမှာအထုတ်ကြီးလည်းမထန်တော့ဆက်စီလည်းမစားတော့ခိမဆန်ပေခိပင်မကောနာဆိုတဲ့စကားတွေကိုကြားရတဲ့အခါအင်းလေးဒေတာပြင်ပြင်ကိုမြောင်လာစေတာပဲမဟုတ်ပါလားရှင် ဒတိယစကားရဲ့ထင်ရှားတဲ့သူငယ်လက္ခဏာ၃ရပ်ချိန်မှာပါတဲ့တတိယတစ်ခုကတော့ရှေးမြန်မာစကားကိုထိမ့်သိမ်းထားတာပဲဖြစ်ပါတယ်။ရှေးမှာဆိုခဲ့သလိုဒတိယစကားရိဟာရှေးပင်မမြန်မာစကားတစ်ခုနဲ့ကဆင်တက်လာခဲ့တာဖြစ်ပါတယ်။ရှင်တန်းနေစေဘာသာစကားတိုင်းဟာကြောင်းလေးတက်တဲ့သဘောရှိတာမို့မြန်မာစကားတွေမှာလည်းကြောင်းလေးကိုရတာတွေဖြစ်ပေါ်ခဲ့ပါတယ်။အဲဒီလို ပြောင်းလဲ क्वे ပြမှုတွေဖြစ်ပေါ်လာခဲ့ပြီးမြေဒီတိယစကားရီဟာရှင်မြမစကားရီကိုတန်းနိုင်ဆုံးထိမ့်သိမ်းထားလေးရှိတာကြောင့်ဒီတိယစကားရီထဲမှာရှင်သုံးစကားရီကိုတစ်ခါတစ်ခါကြာပြီးမြင်တွေ့ရမှာပါ။ဒါကြောင့်လေရှင်းမြတ်မစကားကိုထိမ့်သိမ်းခြင်းဆိုတဲ့အချက်ဟာဒီတရားစကားရဲ့ထူးခြားတဲ့တွင်ပြလက္ခဏာတစ်ရပ်ဖြစ်လာတာပါပဲရှင်။ ရှေးမြန်မာစကားမှာလာဆွဲတန်းရှိတာကိုပကံခေမြန်မာကျောက်စာတွေမှာတွေ့ရတဲ့လာဆွဲအရေးသားတွေကအခိုင်အမာသက်တည်ပြနေတဲ့အကြောင်းကိုမမင်းမြန်မာစာချင်းတွေကမြန်မာနိုင်ငံရှိအသွင်ကွဲပြားဒေသစကားများအပိုင်းတင်မှာအကျေတင်ပြခဲ့ပြီးဖြစ်ပါတယ်အဲ့ဒီလာဆွဲတန်းကိုမြန်မာခေဆံမြန်မာစကားမှာမကြားနိုင်တော့ပေမယ့်မြန်မာဒေသစကားတချို့မှာတော့တွင်တွင်ကျဲကျဲအသုံးပြုနေတော့မှာပဲ။စံစကားမှာကြောင်း၊ညီကြီး၊ကြောက်၊ညီ၊မြင့်၊ရန် စားတဲ့စကလုံးတွေကိုဂျဝေဒီတရားစကားမှာ clown mleki clown mle mle plan ဆိုပြီးပကံခေတ်ကျောင်းစာရေးတုံးအတန်းအတွက်တိုင်းပြောဆိုအသုံးပြုနေစေဖြစ်ပါတယ်ရှင်။ချင်းမြန်မာစကားမှာဂျီတန်ကိုအသုံးပြုတဲ့အခါတန်ပြင်းဂျီတန်တွေကိုအသုံးပြုလို့မရှိပါဘူး။ပကံခေတ်ကျောင်းစာတွေကိုလေ့လာကြည့်ရင်မြန်မာစကားစစ်စစ်အတွက်ကခါငါစာစာညတာဌာနာ ပပမယာယာလာဝတာဟာဆိုရယ်ဒီဆက်ရှင်လုံးကိုပဲအဓိကအသုံးပြုနေတာကိုတွေ့ရမှာပါ။ဇန်နေပြီးအခရာတွေကိုတော့ပါဠိတက္ကရာလိုလိုဝိစာစကတံဝိစာစကလုံးတွေအတွက်အသုံးပြုနေတာဖြစ်ပါတယ်။မြမခေဆန်စကားမှာတွင်တွင်ကျဲကျဲအသုံးပြုနေပြီဖြစ်တဲ့တန်ပြင်းပြည်တံကိုစားပြုတန်ပြင်းပြည်အခရာတွေကိုပကံခိကမွေးစားစကလုံးတချို့ပါလွှဲရင်မြမစကားဆစ်ဆဲအတွက်အသုံးမပြုခဲ့ကြပါဘူး။ ဒါကြောင့်ရှင်ညမစကားမှာတံပြင်းပြည်တံကိုအသုံးပြုလို့မရှိဘူးလို့ခိုင်ခိုင်မာမာယူဆနိုင်ပါတယ်။အဲ့ဒီယူဆချက်ကိုမြမခေဒီပြာစကားတွေဖြစ်တဲ့ရခိုင်အင်းလေးတောင်ယူတနူရောတဝဲစားတဲ့စကားတွေမှာတံပြင်းပြည်တံအသုံးလို့မရှိတာကလည်းသတိပြနေပါတယ်ရှင်။ရှင်ညမစကားကိုထင်ထင်ချင်းရဲ့ထင်ရှားတဲ့သူမျိုးလက္ခဏာတရက်ကတော့အဆုံးပြည်တံရှိတာပဲဖြစ်ပါတယ်။မြမခေမြမစကားတံမှာအဆုံးပြည်တံမရှိတော့တာကြောင့်အဆုံးပြည်တံဟာ ဆန်စကားပြောနေသူတွေအတွက်နည်းနည်းစိတ်မြေတဲ့အတန်တော်တရားတစ်ခုဖြစ်ပါတယ်။အဆုံးပြီးတဲ့ဟာသရတန်လို့အတန်ပေါ်လွင်ထင်ရှားမှုမရှိပေမဲ့ဒီဖြစ်တာကြောင့်ခံ grind ကြကြရွဆိုရတဲ့အတန်မျိုးပါ။ရှိညမာစကားမှာအဆုံးပြီးတန်ရှိလာမှုစကားကိုစာအခရာနဲ့ပြန်ရေးတဲ့အခါအသက်ဆိုရင်အဆုံးပြီးအခရာကိုအသုံးပြုခဲ့ကြပါတယ်အဆုံးပြီးအသက်တန်ကြီးဟာညမာစကားပြောသူတွေအတွက်အတန်ပြောင်းလဲလာခဲ့တာကြောင့်အဆုံးပြီးတန်ဝေပြောက်ပြီးသရတန်ဖြစ်ကိုပြောင်းလဲလာခဲ့တာဖြစ်ပါတယ် ဒါကြောင့်စံစကားကိုပြောနေတဲ့မြန်မာစကားပြောသူတွေအတွက်အဆုံးပြတဲ့ဟာသူရှိရှင်တွဲနေတဲ့သရတန်နဲ့ယုံတော်ပြီးတခြားသရတန်တတန်အဖြစ်ပြောင်းလဲသွားခဲ့တာပါ။ဒါပေမဲ့ဒေတိယစကားတချို့မှာရှင်းမြန်မာစကားရဲ့အသွင်အလက္ခဏာတွေဖြစ်တဲ့အဆုံးပြတဲ့ကို အခုလိုအသွင်အမျိုးမျိုးနဲ့ထိန်းသိမ်းထားစေဖြစ်ပါရဲ့ရှင်။ဒေတိယစကားတော်များများမှာဝဏတစ်ခုအဆုံးကဂရင်းပြည်တံကိုထန်ဂရိုင်းကြကြအယူဆတဲ့မျိုး၊နာတန်ပြည်တံထင်းထင်းရှားရှားပြောဆိုတာမျိုးနဲ့ ရတန္တရာအဖြစ်ပြောင်းသွားတဲ့အသက်ကြီးပြီးပါတဲ့ဝနာတွေမှာဒီတန်ရက်တဲ့ပြတ်တဲ့သဘောပေါ်လွင်အောင်ပြောဆိုတတ်တာမျိုးတွေကိုဒီကနေ့ထိကြားနေရစေဖြစ်ပါတယ်ရှင်သတ္တမရန်မြမစာပြတ်တန်းချက်ပါကျွေသားနှစ်ကောင်တဝဲဒီကပြမှာပါတဲ့ကျွေသားနှစ်ကောင်ဒိုက်ပိုဆောင်ညောပန်အော်မာထဆိုတဲ့စာသားပါကောင်ဆောင်ညောဟာစံစကားအောင်တရာတန်ကနေအောင်တရာတန်ကိုပြောင်းတာမျိုးမဟုတ်ရပါဘူးအောင်တန်ဟာအောင်တရာတန်နဲ့ နတ်တန်နာတန်အဆုံးပြည်တန်ကိုပေါင်းဆက်ထားတဲ့အတန်တဘုံမူစံစကားမှာနာတန်အဆုံးပြည်ငတ်တဟာရှိကဩဒရာတန်နဲ့ပေါင်းပြီးနာတန်ပါဒရာအောင်တန်အဖြစ်ကိုပြောင်းသွားခဲ့ပြီးမယ်တဝဲစကားမှာတော့ကရတန်ပြောင်းတာမျိုးမဟုတ်ပဲမူလအတန်တဘောအတိုင်းဩဒရာတန်နဲ့ငတ်တနာတန်အဆုံးပြည်တန်ကို ထိမ့်သိမ်းထားတာပဲဖြစ်ပါတယ်နာတန်အဆုံးပြီးနာတတန်နဲ့နာတတန်ဟာတိတ်ွယ်ပြားတာမျိုးမရှိတာမို့အတန်တစ်ခုကနေတစ်ခုကိုအနည်းငယ်ရွေလျောထားတဲ့သဘောပဲဖြစ်ပါတယ် အဲ့ဒီလိုပဲညွန်ပန်းဩမာထားဆိုတဲ့စာသားမှာပါတယ်။အော်တန်ဟာလေအောက်ကိုပြောတာမို့အတန်တဘောအရာဩဒရာတန်နဲ့ကာတအစုံပြည်တန်ကိုပေါင်းဆက်ရဆိုတဲ့သဘောပဲဖြစ်ပါတယ်ရှင်။ဒီလိဒီတရားစကားတွေမှာကြားနိုင်နေဂျွန်ချွန်ဆွန်ဘွန်နွန်တွန်တွေဟာဩဒရာတန်ရဲ့နောက်ကနာတန်အစုံပြည်တန်ကိုထန်ဂရိုင်းကြကြပြောဆိုတာတွေပဲဖြစ်ပါတယ်။ဒါအပြင်ညော့ချော့ တော့လို့ပြောတာတွေဟာလေဩဒရတန်ရဲ့နောက်ကကတ္တဆုံးကြီးတန်ကိုချန်ဂရိုင်းကြကြပြောဆိုတာတွေဖြစ်တာကြောင့်ဒေတိယစကားတွေဟာရှင်းမြမစကားတွေရဲ့အဆုံးကြီးတန်တဘောကို ထိမ့်သိမ်းထားစေဖြစ်ကြောင်းသိရပါတယ်ရှင်ဒေတိယစကားတွေကိုလေ့လာကြည့်တဲ့အခါရှင်းမြမစကားရဲ့စကားတန်တွေယူကပဲရှင်းသုံးပေါ်ရနာစကားတွေကိုပါ ထိမ့်သိမ်းထားတာကိုတွေ့ရပါတယ်။ဇန်စကားမှာ ခြံစည်းရိုးဆိုတဲ့အုံကိုတောင်လို့တနည်းနဲ့ပြခိုင်စကားတွေမှာဆောင်ရမ်းလို့ပဲသုံးပါတယ်။ဆန်စကားမှာနောက်တာဆောင်ဆိုတဲ့အုံကိုအင်းလေးဒီတရားစကားမှာတံပြင်းလို့ပဲသုံးပါတယ်။ဆန်စကားမှာတွေအပ်ဆိုတဲ့အုံကိုအင်းလေးဒီတရားစကားမှာပဲအင်းလေးတန်တီအပ်တေးအပ်လို့သုံးပြီးအဲ့ဒီစကလုံးဟာကုံမောင်ဖေစလိန်ကုံညာရဲ့ရေးတဲ့ပြဆက်ပါစလုံးတော်ကြီးတမသည်နှင့်ခါစီဝဲလေချုပ်စပြေကိုတိတ်အနှစ်တွေလုံမြန်သမျှစိတ်ပြအောင်လာပါတယ်မရည်တဲ့ဖွဲချောင်းလူပညာလာပါတယ် က်စကားမှာအဖအမိကိုအင်းလေးဒီတရားစကားမှာရှေးတော်အတိုင်းဖမွေလို့တုံးပါရယ်ရခိုင်စကားမှာမောင်နှမတွေကပေါက်ွားတဲ့သားသမီးချင်းချင်းတော်ဆက်တာကိုရှေးတော်အတိုင်းညောက်သားလို့တုံးပါရယ်စံစကားကရီစာကိုကျော်စကားမှာရဲစာစံစကားကချိန်ဝင်ကိုအင်းလေးနဲ့တောင်ယိုစကားမှာရာစုစံစကားကအင်ရိုက်တန်ကိုတောင်ယိုစကားမှာမေနာစံစကားကချိုင်းကိုအင်းလေးနဲ့တလူစကားရီမှာလက်ကတိစံစကားကအုတ်ထုတ်ကို တဝဲစကားမှာသုံးစားသဖြင့်ခြေသုံးစကားတွေကိုပဲသုံးဆွဲနေတာကိုတွေ့ရပါတယ်ရှင်ချီမှာဖော်ပြခဲ့တဲ့ရှင်းတုံနံစကလုံးလေးဖြင့်ရှင်းတုံကရိယာစကလုံးလေးကိုလည်းဒီတရားစကားတွေမှာတွေ့နိုင်ပါတယ်။ဒလူဟာရှင်းမြမစကားမှာကြည်စေတာ၊စော်ကစားတာကိုပြောတာဖြစ်ပြီးတောင်ယူစကားမှာရှင်းတုံတိုင်းဒလူလိုပဲသုံးပါတယ်။မြရခေ၅ဆီရှင်ချုံစွာရဲ့ဒါချင်းကပြပါရှင်ဘောမွေးပေါ်ရွှေကြီး စာနှွေးစာလုပ်ွယ်စာလုပ်ွယ်ဆိုတဲ့စာသားတွေကရှေးတုံးကရိယာနှွေးဟာနှွေးတာနှွားတာကိုပြောတာဖြစ်ပြီးမျက်မှောက်ခေစံစကားမှာမသုံးတော့ပေမယ့်ရောတနူနဲ့အင်းလေးဒီတရားစကားတွေမှာရှေးတုံးတိုင်းဆက်လက်ထိန်ထိန်သုံးပြနေတယ်လို့သိရပါရဲ့ရှင်။ရခိုင်စကားမှာမဟာနဲ့ငါဟာဖက်ကံမီဆိုရင်မြင်းပစ္စည်းနဲ့ငါပစ္စည်းဖလဲမယ်လဲလဲမယ်လို့ပြောတာပါတယ်။ဒီစကားမှာပါတဲ့ဖာဟာဖလေတာလဲလဲတာကိုပြောတဲ့ရှေးတုံးကရိယာစကားလုံးဖြစ်ပြီးဒီစကားမှာလည်းငွေကြေးဖလေတာကို ကြီးလာပါတယ်လို့ပြောကြပါရတယ်ရှင်။မြမခေဆန်စကားမှာမကြားရတော့တဲ့ရှင်းတုံးပရိယဝိဒေသနာအသုံးတွေကိုဒီတိယစကားတွေမှာကြားနိုင်ပါသေးတယ်။အင်းလေးဒီတိယစကားမှာကြားရတယ်ကတောက်ကလေးဟာမညီမသက်ကြောက်ကြရလို့အနေရတယ်။ရှိသောကရိယာဝိသေနာစကလုံးဖြစ်ပြီးပြဆုံးတစ်ခုမတိမငိလူလူလုံးလုံးဖြစ်နေတဲ့အခါကြောက်ခဲ့ဖြစ်တယ်လို့ပြောလို့ရှိပါတယ် ဆရာတော်ဦးကောတန်လာကကတော့ကလေးရဲ့ဒိတ်တွေကိုမြမစကလုံးပြောင်းထုံးချမ်းမှာအခုလိုပြဆိုပြထားပါတယ်ရှင်။မြမခေဆန်တကားမှာမကြရတော့တဲ့ဖတလဟာရုပ်ရက်ကိုပြောတာဖြစ်ပြီးဗိတ်ဒေတရားစကားမှာကြားနေရစေခြေတုံပြရာဝိဒေသနာစကလုံးဖြစ်ပါတယ်။ဖတလဟာပကံခေ၆စာရီမှာတွင်နိုင်တဲ့အလွန်ရှိကြတဲ့စကားဖြစ်ပြီးပကံခေနိုင်ငံကြီးသမီးအင်အားကြောင့်ကြောက်စာကြောင်းပဲကြောက်စာချက်မှာအခုလိုရေးထိုးထားတာကိုတွေ့နိုင်ပါတယ်ရှင်။ ဖော်ပြခဲ့တာတွေဟာဒေတိယစကားတွေမှာရှေးတုံးပေါ်ရနာစကလုံးတွေကိုထိမ့်သိမ့်အသုံးပြုနေစေဖြစ်တာတွေမို့ဒေတိယစကားတွေရဲ့ထင်ရှားတဲ့သင်္ကေတလက္ခဏာတရားလို့ဆိုနိုင်နေမှာဖြစ်ပါပါရှင်။ ရှိမှာလေးလာတင်ပြခဲ့တဲ့အကြောင်းအရာတွေဟာဒေတိယစကားတွေကိုထဲထဲဝင်ဝင်လေ့လာတဲ့အခါထင်ထင်ရှားရှားတွေ့မြင်ရမယ်ဒေတိယစကားတွေရဲ့သူမြင်လက္ခဏာတွေဖြစ်တာကြောင့်ဒီလက္ခဏာရပ်တွေကိုသာကောင်းကောင်းသိရှိနားလည်ထားရင်နော်မြန်မာဘာသာစကားကိုကြည်ကြည်ပြန်ပြန်လေ့လာတဲ့နေရာမှာပဲဖြစ်ဖြစ်ကိုရောက်နေတဲ့ဒေတာကဒေတိယစကားတွေအကြောင်းကိုလေ့လာတဲ့နေရာမှာပဲဖြစ်ဖြစ်အထောက်အကူပြုနိုင်မှာဖြစ်တာကြောင့်ဒေတိယသူတွေကလုပ်ငန်းတွေဆက်လက်ပေါ်ထွန်းလာစေဖို့ဆရာကြီးတတော်မြင့်ဦးကဆန္ဒပြထားတဲ့အကြောင်းတင်ပြရင် ဆရာကြီးမောင်ခင်မေတနုပြုရဲ့မြန်မာစကားမြန်မာစာရုပ်ပုံလွှာစာအုပ်အတွင်ကွဲမြန်မာစကားများဆောင်ပါမှာပါတယ်မိတော်ရင်ဖြစ်စေအတွင်ကွဲမြန်မာစကားအလုံးတန်တူရည်တူဖြစ်သည်ဟူသောအချက်ကိုမူလေးအနက်ဖြူဖြူခွဲဖြစ်သည်အတွင်ကွဲမြန်မာစကားတစ်ခုကတစ်ခုတည်းပုံ၍အစင်မြင်သည်အစင်နေသည်ဟူ၍မရှိပါအမျိုးစီတမီစီအသွင်ကွဲပုံကလေးများဖြင့်စဉ်စားပွဲကောင်းနေသည့်ကြီးဖြစ်သည်ဆိုရဲကောင်းတို့ချက်ကလေးနဲ့ပဲ ဒီကနေ့ငါမင်းညီမအစားချန်နယ်ကနေတင်ဆက်ပေးလိုက်တယ်မြန်မာနိုင်ငံရှိအသွင်ကွေးပြားဒီတိယစကားများအပိုင်းရဲ့ဗီဒီယိုလေးကိုဒီမှာတင်မဲ့ရှင်းလင်းပေးပြပါရှင်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like and share လုပ်ခဲ့ပြီးပါအောင်နော်အဆုံးထိနားဆင်ကြည့်ရှုပေးခဲ့လို့အထူးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးဒီမှာလည်းဆက်ဆက်တွေ့ပါမယ်ရှင်တဒါ